ရည်ရွယ်ချက်ခကြတော့ကိုလူမျိုးကိုစပီကိုချစ်မြတ်နိုးတအောင်ပေါ့နော်အဲကရန်လူမျိုးဖြစ်ပြီးမှအ ਨੇ ဆုံးအမျိုးပေါ့နော်ကရန်စာဖတ်တအောင်ပေါ့နော်အဲကရန်စာဖတ်ပြီးမှအတိတ်ဘယ်တွေနည်းနည်းပါနားလည်အောင်ပေါ့အမျိုးအရေးအရေးတော့နောက်မှပဲပြောမယ်အရေးခကြတော့သူရင်းနိုင်အောင်မှမဟုတ်ဘူးပေါ့နော်အ ਨੇ ဆုံးကရန်စကားပြောတတ်ကရန်စကားနားလည်ပြီးကရန်စာဖတ်တအောင်အမျိုးရည်ရွယ်ချက်နဲ့ပေါ့နော် မဖြစ်လဲဆိုရင်အခုခါကျတော့လူကြီးတွေကိုနိုင်ကလည်းကရန်စကားတွေတိတ်မပြောပေးတော့လေခလေးကလေအဲကရန်လူမျိုးဖြစ်မှကရန်စကားမပြောတာကရန်စာမဟုတ်မဖတ်တတ်ဘူးဆိုတော့မဟုတ်တော့ဘောနော်အဲကြောင့်ကျမတို့ကအဲ့ဒီချက်နဲ့အဲကိုလူမျိုးကိုစာပေကိုချင်းမြတ်နုတတ်အောင် နော်ကရန်စာတွေနည်းပါဖတ်တတ်အောင်နော်ကရန်စကားလုံးတွေမြင်အောင်မြင်မြင်တဲ့အချိန်မှာအတိတ်ဘယ်တွေတိအောင်နားလည်အောင်ဒါပါပြောချင်တယ်လဲဆိုတာနည်းနည်းပါတိအောင်ဘောနော်အဲ့ဒီချက်နဲ့တင်ပြရရှင်ဖြစ်တယ်ဟုတ် ကရန်လူမျိုးဆိုတာလဲဘယ်လိုပြောမလဲသူရဲ့စပီသူရဲ့ယဉ်ကျေးမှုရှိတယ်ကြီးမားတယ်အစဉ်လာလဲရှိတယ်အဲ့လိုမျိုးတွေပေါ့နော်ခလေးတိုင်းတွေနည်းနည်းပါတိတိနေပေါ့နော်အဲအဲ့လိုမျိုးတွေထည့်ပေးခြင်းပေါ့သူတို့ရဲ့အကောင်ထဲမှာအဲ့မျိုးပေါ့နော်သူတို့ရဲ့နှလုံးထဲမှာအဲ့မျိုးပေါ့နော်အဲကရန်လူမျိုးဆိုတာဟိုးရှိခဲ့ကြတဲ့ကတမိုင်းဝင်လဲရှိခဲ့တယ်ပြီးရင်ကရန်စပီဆိုတာလဲ ကြီးကျယ်ခံစားခဲ့တယ်ဆိုတာခလေးတိုင်းလည်းတိတင့်တိအရပေါ့နော်အဲ့လိုမျိုးတွေအကြောင်းမလို့ခရမ်းစာကိုတင်ပြရချင်းဖြစ်တယ်ဟုတ် ခက်ခဲရှိတယ်ဘယ်လိုမျိုးခက်ခဲရှိလဲဆိုခုံတွေဆိုလဲအလုံလောက်မရှိဘူးအခန်းတွေကလည်းအလုံလောက်မရှိဘူးဆံမလည်းအလုံလောက်မရှိဘောနော်နော်ຫນွေရတီလည်းဖြစ်ခကြတော့ရီလည်းအခက်ခဲဖြစ်တယ်ပြီးရင်လေပြင်းမုန်တိုင်းတွေလည်းလာခကြတော့အဆောင်တွေလည်းအမိုးလန့်ကုန်တယ်ဘောနော်အဲ့မျိုးမိုးကားဆိုလည်းပြဲကုန်တယ်အဲ့မျိုးဘောနော်အခက်ခဲတွေအများရှိတယ်ခက်ခဲအများကြီးကနေကျမတို့ကလုံနေရဘောနော်ຫນွေတီတင်တန်းကိုဆဲပြီးမှတင်နေတယ်ဘောနော်ဟုတ်